ဟာလုံးမင်္ဂလာပါရှင်ဒီနေ့တော့ငချင်းကိုကြောကျက်လေးချက်စားပြလို့ကျမချက်ဖြစ်တဲ့နီလေးကိုလာပြီးမျှဝေပေးခြင်းဖြစ်ပါတယ်ရှင်အရှင်ဦးဆုံးအရွယ်အနေတော် တုံးထားတဲ့ငချင်းတွေကိုရေနဲ့လင်းငါတက်လောက်တန့်ဆင်အောင်လို့စီကြောပေးပါမယ်ရှင်ငါ့ကိုရေးစည်းတဲ့အခါမှာအညိအချွဲတွေကိုတေချာပြောင်းစင်အောင်စီကြောပြီးတော့ငါးအသားရောင်လေးတွေဖြူလာတဲ့အထိစီပေးပါမယ်ရှင်။ ပြီးရင်တော့အရသာနေဖို့အတွက်စားစနွင်ငံပြရဲ့အနေငယ်နဲ့ငင်ငပီအနေငယ်ကိုလည်းထဲပါမယ်ရှင်အရသာအပေါ့ငံကတော့မိမိချက်တဲ့ပမာဏပေါ်မှာမူတည်ပြီးတော့ဦးစိတ်ချိုက်ထင်နိုင်ပါတယ်ရှင် ပြီးရင်တော့ငါအသားတွေကိုအရသာတွေဝင်အောင်လို့ခုလိုမျိုးလေးတည်တည်ချာချာလေးနယ်ပေးပါမယ်ရှင်။ခုလိုငါချက်တဲ့အခါမှာမြင်ငပိလေးအနေငယ်ထက်ချက်ချင်းအဖြစ်ငါရဲ့အသားတွေကိုမမတတင်းလေးဖြစ်စီပြီးတော့အရသာလေးပို့ပြီးတော့လေးလေးနက်နက်လေးဖြစ်စီပါရယ်ရှင်။ခုလိုတည်ချာလေးနယ်ပေးပြီးပြီဆိုရင်တော့အရသာပို့ဝင်အောင်လို့15မိနစ်မိနစ်20လောက်နှက်ထားပြီးလဲပါမယ်ရှင်။ ပြီးသွားရင်တော့ငရုတိစီတက်ဖို့အတွက်စက်သွင်းလေးနှလုံးကိုလှိထားပေးပါမယ်။ခရမ်းချင်သည့်အနေငယ်ကိုလည်းအစေးထုတ်ပြီးတော့ခုလိုမျိုးအတုံးသေးသေးလှိထားပေးပါမယ်ရှင်။အနှစ်များများလိုချင်တယ်ဆိုလို့ရှင်တော့ခရမ်းချင်သည့်များများသုံးနိုင်ပါတယ်။ကျွန်မကတော့ဒီနေ့လေးလုံးပဲသုံးထားပါတယ်ရှင်။အစိတ်သားကိုခရမ်းချင်သည့်လေးလုံးပါရှင်။ငရုတိစင်းကိုလည်းခုလိုမျိုးလှိထားပေးပါမယ်။ ပြီးသွားပြီဆိုရင်တော့မြေကောက်အနေငယ်ကိုအရင်ဦးဆုံးညက်တဲ့တီထောင်ပေးပါမယ်။မြေကောက်ကတော့မကြက်ဘူးဆိုလည်းမထည့်လည်ရပါလိမ့်ရှင်။မြေကောက်ကိုထည့်ခြင်းအဖြစ်ငါးရဲ့အညီတက်ကိုပို့ပြီးတော့ထိန်းစီပါတယ်။မြေကောက်ထောင်းလို့ညက်လာပြီဆိုရင်တော့မြေသိဟင်းချက်မှုတ်တစွန်ပြီးထားတဲ့စက်တုံဒီစက်တံပြူတို့ကိုထည့်ပြီးတော့အားလုံးကြည့်ညက်တဲ့တီထောင်သွားပေးလိုက်ပါမယ်ရှင်။ကျမတို့ထောင်းလာတာဒီနေ့ထားလေးဆိုရင်တော့ရပါပြီနော်။ ါကတော့ဟင်းချက်ဖို့အတွက်ပါဝင်ပစ္စည်းအလုံးဖြစ်တဲ့အရတာနေထားတဲ့ငါခရမ်းချင်းဒီငရုတ်သီးကျက်တောင်းထောင်းထားတာရဲ့ငရုတ်သီးစိတ်အနေငယ်နဲ့ရှမ်းနဲ့နန်းတို့ပဲဖြစ်ပါတယ်ရှင်။အလုံးပြင်ဆင်ပြီးပြီဆိုရင်တော့ချက်မဲ့ဦးရဲကိုအပူပေးပြီးစီထည့်ပါမယ်။စီကူလာပြီးဆိုအရတာနေထားတဲ့ငါတွေကိုထည့်ပြီးအနေငယ်ကြော်ပေးပါမယ်ရှင်။ကျမတို့ဒီနေရာမှာငါးကိုအရန်ကြီးချွတ်နေအောင်လို့မကြော်ပါဘူးရှင်။ ငါးရဲ့အသားလေးတွေအနည်းငယ်တင်းရုံလေးပဲကြော်ပြပါမယ်နော်ကြော်လိုက်ရင်လည်းတစ်ဖက်ကအနည်းငယ်ကျက်လာပြီဆိုရင်တော့နောက်တစ်ဖက်ကိုပြောင်းပြီးတော့ကြော်ပြလိုက်ပါမယ်ရှင်နှစ်ဖက်စလုံးကိုလိုချင်တဲ့အနေအထားလေးထိရအောင် ကြော်ပြသွားပြီဆိုရင်တော့ပကံတစ်ခုတည်းကိုဆက်ပြီးတော့ထည့်ထားပြလိုက်ပါမယ်ရှင် ပြီးရင်တော့ဒီငါးကြောက်ထားတဲ့စီနဲ့ပဲထောင်းထားတဲ့ငယူသီးလေးကိုထည့်ပြီးတော့စီတက်ပြပါမယ်ရှင်။ငယူသီးစီတက်လာတာအနက်လေးမှုပြီးတော့အယံလေးနဲ့ညူလာပြီဆိုရင်တော့ခရမ်းကျင်သီးကိုထည့်ပြီးတော့စီတက်ပြပါမယ်။ခင်းစင်ဒီကိုလည်းအတုံးလေးတွေကြည်ပြီးတော့အနှစ်လေးတွေရလာတဲ့အထိခုလိုမျိုးလေးချီချီပြီးတော့မှုပေးရပါမယ်ရှင်။ ခန်းချင်တည်းရဲ့အနှစ်လေးကြီးအယောင်လေးညူပြီးတော့လေးလာတဲ့အထိတော့စိတ်ရှိရှိလေးနဲ့တော့မှုပေးရပါလိမ့်ရှင်ဒီနေထားလေးရောက်ပြီဆိုရင်တော့မြေဥတီစိမ့်နဲ့ကြော်ထားတဲ့ငါးဘူထည့်ပြီးပြီခန်းချင်တည်းရဲ့အနှစ်လေးတွေနဲ့သမတော်အောင်လို့မှုပေးလိုက်ပါမယ်နော်အားလုံးတမတော်အောင်ငွေပေးပြီးပြီဆိုရင်တော့စူပီတာရေမွေးအနေငယ်ကိုထည့်ပြီးတော့ခဏလောက်တည်ထားပြပါမယ်ရှင်။ ဒီနေရာမှာကိုကအရသာကိုချင်းချင်းလေးစားကျင်နေဆိုရင်တော့မကြီးရီကိုထည့်ပြီးတော့လည်းချက်နိုင်ပါတယ်ရှင်။ငကြင်းကိုခုလိုမျိုးလေးချက်စားတာကတော့ငါးကြိုက်တဲ့လူတွေပဲဆိုရင်တော့ထမင်းမင်းစုတဲ့ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်ရှင်။ကျမတို့2မိနစ်လောက်တည်ပြီးသွားပြီဆိုလို့ရှိရင်တော့ဖုန်းလေးဖွင့်စီလိုက်ပါမယ်။ခုဆိုရင်တော့ရေလေးခန်းလာပြီ၊စီလေးလေးပြန်လာပြီ၊အနံ့လေးကလည်းမှုန့်နေပါလို့ရှင်။ ဒီနေသားလေးဆိုရင်တော့ကျမတို့အရတန်ကြီးပြီးတော့ကုလူအတ္တကိုထပ်ပြီးတော့ထည့်နိုင်ပါလိမ့်ရှင်။အရတန်လေးကိုစိတ်ချအနေသားလေးရပြီဆိုရင်တော့နောက်ဆုံးဥမချကလေးမှာအနံ့လေးပြီးပြီးမှုအောင်လို့ရှန်နန်နန်လေးအနေငယ်အုပ်လိုက်ပါလိမ့်ရှင်။ဒီနေရာမှာရှန်နန်နန်မကြိုက်လို့တခြားအမွေးချံဖြစ်တဲ့နန်နန်မင်းတို့ပင်စိမ့်တို့ထည့်မယ်ဆိုလို့ရပါတယ်။ ကျမတော့ဒီနေ့အိမ်မှာရှိတဲ့ဆဲနဲ့နယ်လေးပဲထည့်လိုက်ပါရရှင်။ပြီးရင်တော့အိုးအပူရှင်လေးနဲ့ခဏလောက်အဖုံးလေးအုပ်ထားလိုက်ပါမယ်။ဒါဆိုရင်တော့မှုမွေးကြံကြံအနံ့လေးနဲ့အရသာရှိတဲ့ငချင်းကြော်ချက်လေးရပါပြီရှင်။ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးကြားတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတော့တွေ့ကြပါမယ်နော်။